မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လိုက်လ25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောက်ရဲ့မြို့အပြင်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခမရ430ကို KI ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပြီးတော့စခန်းသိမ်းနိုင်ရန်ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ24ရက်နေ့မနက်9:00နာရီကျော်အချိန်ကစတင်ပြီးတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ43ခေါ်တိုက်ရင်းကိုစတင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါးတိုက်ပွဲတွေပြင်းထန်နေပြီးတော့စခန်းကိုမသိမ်းနိုင်သေးကြောင်းစခန်းသိမ်းနိုင်ရန်ကြိုးပမ်းနေကြောင်း KIA ရဲ့စီရဲသတင်းအရေးမိကပြောဆိုထားပါဗါးတိုက်ပွဲကခုတည်းထိကိုတိုက်နေလုံးပဲတိုက်ပွဲတွေအရန်ပြင်းထန်နေပါတယ်စခန်းသိမ်းနိုင်အောင်စူးစမ်းနေသေးပါမသိမ်းနိုင်သေးပါဘူးလို့ KIA ရဲ့စီရဲသတင်းအရေးမိကရှင်းပြထားပါဗါး မိုးမောင်မြို့မှာရှိတဲ့မြို့မရဲစခန်းနဲ့တိုင်ရင်းများကိုမေလ9ရက်နေ့နဲ့ရှင်းနေဒီမှာ KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့မြို့ရဲ့အပြင်မှာခမရ430ကိုသိမ်းပိုက်ရရှိပါကမိုးမောင်မြို့နယ်တစ်ခုလုံးမှာစစ်ကောင်စီကင်းစင်သွားက KIA ဥဆောင်တဲ့တွန်လိုင်းတပ်များကသိမ်းပိုက်ရရှိတော်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိတိုက်ပွဲသတင်းကတော့ရှမ်းမြောက်လားရှိုးမှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဒီကနေ့မနက်ပိုင်းမှာ MNDAA ကပိတ်ပိုက်နိုင်ခဲ့ပြီလို့ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဒီကနေ့မနက်ပိုင်းမှာ MNDAA ကပိတ်ပိုက်နိုင်ကြောင်းကိုကန့်တက်မတော် MNDAA ကတရုတ်ဘာသာနဲ့ထုတ်ပြန်လာတယ်လို့သိရပါတယ်။ကြေညာချက်ကိုမြန်မာဘာသာနဲ့ပြန်ကြည့်တဲ့အခါမှာတော့လားရှိုးမြို့ရှေ့တန်းသတင်းဇူလိုင်လ25ရက် 23ရက်ကြာတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက် MNDA တပ်မတော်မှလာရှိုးမြို့အရှိမြောက်စစ်ဒေသဌာနချုပ်ကိုဇွန်လ25ရက်နေ့မနက်၄နာရီမှာလုံးဝသိမ်းပိုက်နိုင်ခဲ့သည့်လာရှိုးမြို့ကိုလုံးဝလွတ်မြောက်ကြောင်း MNDA တပ်ရဲ့ရှေ့တန်းစစ်ဌာနချုပ်ကကြေညာသည့်လာရှိုးမြို့လွတ်မြောက်ရေးတော်လိုင်းလှုပ်ရှားမှုဟာတမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်လို့ MNDA ကကြေညာထားပါတယ်။လာရှိုးမြို့ကိုပြီးခဲ့တဲ့ဇွန်လ3ရက်နေ့မှာ ကိုကန့်တက်နဲ့ပူပေါင်းတက်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ရက်နှက်ဆဲကျော်အကြာမှာလာရှုံမျိုးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့တာပဲဖြစ်တယ်လို့သိရပါဗါးလာရှုံမျိုးဟာလွတ်မြောက်နေနေဖြစ်သွားပြီလို့ကိုကန့်တက်ကပြောဆိုထားပါတယ်မြန်မာစစ်တပ်တမိုင်းမှာတိုင်းစစ်ဌာနချုပ်တခုကိုတော်လိုင်းရင်အားစုတွေကပထမဆုံးတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တာလည်းဖြစ်တယ်လို့သိရပါဗါး လက်တလုံးဆက်သွယ်ရရှိတဲ့ရှေ့တန်းသတင်းမြစ်တစ်ခုကတော့စစ်ရေးအခြေအနေများရှုပ်ထွေးနေတယ်လို့ပြောဆိုထားပါတယ်။ဖုန်းလိုင်းများပြတ်တောက်နေပြီးတော့ဆက်သွယ်ရေးမကောင်းမွန်တဲ့အတွက်ကိုပိုင်အင်တာနက်ရှိတဲ့စစ်ကြောင်းတချို့နဲ့သာအဆက်အသွယ်ရှိနေတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့မိုးကုံမြို့နယ်တစ်ခုလုံးကို TNL ဦးဆောင်တဲ့တော်လိုင်းတပ်များကသိမ်းပိုက်ပြီးတဲ့နောက်စစ်တပ်ကလေရင်နဲ့ဘုံလာကျဲမဲ့အန်ဒီအများရှိနေကြောင်းသိတော်လဲပြည်သူအောင်ပွဲအတွက် တပြည်လုံးကပြည်သူများစိတ်အားတက်ကြွစေရန်နဲ့ပြည်သူရဲဘော်များကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့ပြည်သူများအလုံးဟာလမ်းပေါ်ကိုထွက်ပြီးတော့တော်လှန်ရေးရဲဘော်များကိုတောင်းတောင်းဖြတ်ဖြတ်ကြိုးစုံပြသခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ24ရက်နေ့မိုးကုံမြို့နယ်တစ်ခုလုံးကို TNL ဥဆောင်တဲ့တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်စစ်ဘေးရှောင်ကျဲမရှိဘဲမိုးကုံမြို့မှာကြံရစ်ခဲ့နေတဲ့ ထောင်ပေါင်းများစွာသောပြည်သူလူထုကလမ်းမပေါ်ကိုထွက်ပြီးတော့အောင်တပြေများနဲ့တော်လိုင်းရဲဘော်များကိုအိုးစီဘုံပေါင်းတီးပြီးတော့ကျိုးဆိုခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတွေကလေရင်နဲ့ကျွန်တော်တို့မြို့ကိုလာပြီးတော့ဘုံကျဲမှာဖျက်ဆီးမှာကျွန်တော်တို့လည်းစိုးရိမ်တာပေါ့။ဒါပေမဲ့တော်လိုင်းရဲဘော်တွေတောင်မှအသက်ပေးပြီးတော့တိုက်ခဲ့လို့မိုးကုတ်မြို့ကြီးကိုတောင်မှပြည်သူလူထုရဲ့လက်ထဲကိုပြောင်းရောက်လာတာကျွန်တော်တို့အတင်းတွေကြောက်ပြပြီးတော့အိမ်ထဲမှာနေနေရမှာလားဒီလိုအောင်မြင်မှုရဖို့အတွက်အားလုံးကတောင်းတခဲ့ကြတာလေအဲ့ဒါကြောင့် ရဲဘော်တွေကိုထွက်ကြိုတာလေရင်နဲ့ဘုံကျဲလို့ကျွန်တော်တို့သိရမယ်ဆိုရင်လေသိပြောပြီဗျာအားလုံးညီညွတ်ရင်ဒီစစ်ခွေးတက်ကြီးဆိုတာနှိမ်နှင်းနိုင်တယ်ဆိုတာကိုမိုးကုံမျိုးကတက်တည်ပြလိုက်တာပဲလေတမိုင်းဝင်ဖြစ်သွားပြီလို့မိုးကုံမျိုးနဲ့အရှိပိုင်းကပြည်သူတူကပြောဆိုထားပါတယ်မိုးကုံမျိုးနဲ့အနောက်ပိုင်းကပြည်သူတူကလည်းမိုးကုံမျိုးကပြည်သူများအနေနဲ့တော်လိုင်းရဲဘော်များကိုကြိုးစုံကြရန်တိုင်ပင်ထားခြင်းမရှိဘဲနဲ့ပြည်သူအသီးသီးကလမ်းပေါ်မှာအောင်တပြေများအိုးစီဘုံပေါင်းများနဲ့ကြိုးစုံခဲ့ကြခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် မနက်ပိုင်းလောက်မှကလေးကတနတ်တန်တွေတိတ်သွားတယ်လက်နဲ့ကြီးတန်တစ်ချက်တစ်ချက်ကြားရတယ်လင်းရင်တန်ကြားရတယ်စိတ်ထဲမှာတော့ငါတို့မိုးကုံမျိုးကြီးလွတ်မြောက်သွားပြီလားဆိုပြီးတော့အတွေးတွေစဝင်လာတယ်နေ့လယ်နဲ့မွန်လွဲပိုင်းလောက်ရောက်တော့ဘာတိုက်ပွဲတောင်မှမကြားရတော့ဘူးအဲ့ဒါနဲ့မိုးကုံမျိုးမှာစစ်မရှောင်မဲနဲ့ကြံခဲ့တဲ့ပြည်သူတွေကတဦးစားနှစ်ဦးစားလမ်းပေါ်ထွက်လာပြီးတော့အချင်းချင်းစကားတွေပြောကြနောက်ဆုံးမိုးကုံမျိုးကြီးတစ်ခုလုံးလွတ်မြောက်ပြီဆိုတာသိရတာဒီရဲဘော်တွေကိုထွက်ကြတယ်ဆိုတာကလည်းမတိုင်ပင်ထားဘူးပြည်သူတွေအားလုံးကကိုယ်အသိစိတ်နဲ့ကိုလမ်းပေါ်ထွက်နေရင်းနဲ့ထွက်ကြကြတာ ဒီလောက်လူတွေယာထောင်ချီပြီးတော့စုပြုံသွားတာကိုပဲကြည့်တော့အယမ်းပြောတယ်မြန်မာတပြည်လုံးကပြည်သူတွေလဲအန်တီတို့လိုပဲပျော်စေခြင်းနဲ့အန်တီတို့ထွက်မကြတော့ရောစစ်တပ်ကလေရင်နဲ့ဘုံမကျဲတော့ဘူးလားကျဲမှာပဲသူတို့ကဘယ်တော့မှပြည်သူကိုငဲ့ညာတာမဟုတ်ဘူးအဲ့ဒါကြောင့်တမင်ကိုထွက်ကြွပြတာလို့မိုးကုံမြို့ကအသက်58နှစ်ရှိတဲ့အမျိုးသမီးကြီးတူကရှင်းပြထားပါတယ် မိုးကုံမျိုးကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲဖြတ်စည်းမှာကိုမိုးကုံမျိုးကပြည်သူအလုံးကစိုးရိမ်နေကြတဲ့အတွက်ဘုံခိုခြင်းများဘုံတံခံနိုင်မဲ့အခိုင်အမာရှိတဲ့နေရာများမှာနေထိုင်ကြရန်အချင်းချင်းသတိပေးမှုများရှိနေတယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့အဆအဆအရာရာကြိုတင်ပြင်ဆင်ကြရန်နားလည်ကြကြောင်းမိုးကုံပြည်သူတို့ချို့ကပြောပြထားပါဗျ။ ဇွန်လ25ရက်နေ့ကစတင်ပြီးတော့မိုးကုန်းမြို့နယ်ကိုစတင်တိုက်ခိုက်ခဲ့ပြီးဇွန်လ30ရက်နေ့မှာမိုးကုန်းအနောက်ပိုင်းတစ်ခုလုံးကို TNL ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ25ရက်က စတင်ပြီးတော့ TNL ဥဆောင်တဲ့တော်လိုင်းတပ်များကမိုးကုန်းမြို့နယ်အနောက်ပိုင်းမှာစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဇွန်လ26ရက်နေ့မှာမိုးကုန်းမြို့နယ်အနောက်ပိုင်းဒေါန်နန်းကြီးတောင်စခန်း၊ဗျူဟာစခန်းကို ရွှေသားယာပန်းတပြေနဲ့ဖြူရောင်ခုံးတို့ကိုအသီးသီးသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့မှာတော့ မိုးကုတ်ကြက်ပြင်ရဲစခန်းတို့ကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ဇွန်လ28ရက်နေ့မှာတော့မိုးကုတ်မြို့နယ်အနောက်ပိုင်းစစ်ကောင်စီရဲ့အောင်တာယာနဲ့အာဂါမိုးတပ်စခန်းတို့ကိုလည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ရေးအနေအထားအရမိုးကုတ်မြို့အနောက်ပိုင်းတချမ်းလုံးကိုဇွန်လ30ရက်နေ့မှာ PNL ဥဆောင်တဲ့တော်လှန်ရေးတပ်များကအပိသက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ30ရက်နေ့ကစတင်ပြီးတော့ ဇူလိုင်လ24ရက်နေ့အထိမိုးကုတ်မြို့နယ်အရှိပိုင်းမှာရှိတဲ့စစ်တပ်ဗျူဟာကုန်းအပေါ်ရဲစခန်းအချုပ်ထောင်တောင်ပေါ်စီဒီကင်းစခန်းမြို့ပတ်လေကင်းစခန်းလေဦးအေးစီဒီကြောက်တင်းမောတောင်ဗရမားစီဒီတောင်ချမ်းမြေတာယာတောင်ကချင်ပန်းမဗမ်မော်ရွာကင်းစခန်းအပါဝင်စစ်ကောက်စီရဲ့တပ်စခန်းများကိုတောက်လျှောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်ဇူလိုင်လ24ရက်နေ့မှာမိုးကုတ်အရှိပိုင်းတစ်ခုလုံးကို ိမ့်ပတ်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။ဇွန်လ25ရက်နေ့ကနေဇွန်လ24ရက်နေ့အထိတလတာကာလာအတွင်းမှာမိုးကုံမြို့နယ်တမြို့နယ်လုံးကိုတော်လိုက်တပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ22ကိုလက်နက်အကြီးများနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ23ရက်နေ့ည9:17မိနစ်ခန့်မှာစိတ်ဖြူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစ22ကို60မမ80မမလက်နက်ကြီးများနဲ့တော်လိုင်းတပ်ဖွဲ့များကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဓိကပြက်မှတ်ထားပြီးတော့ပြစ်ခတ်တာကတော့အရာရှိလိုင်းကန်းနဲ့လက်နက်ကြီးအထိုင်ကုန်းတို့ကိုပြက်မှတ်ထားပြီးတော့တိုက်ခိုက်တာပါအထိကိုက်သေးဆုံးမှု၁၀ရင်ရပါပြီအရာရှိတဦးအပါဝင်၂ဦးသေဆုံးပြီး၄ဦးအပြင်းထန်ဒဏ်ရာရပါတယ်၂ဦးကတော့စိုးရင်ရတဲ့အနေထားမှာရှိတယ်လို့ပြောတယ်လို့အော်အော်ယူကြီးစလေမျိုးပြပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုအော်အော်ယူကြီးစလေမျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့အတူ အာလာဝကမြို့ပြပျောက်ကြားတပ်ဖွဲ့ပေါက်ပကဖနဲ့တခင်ဖိုးလာကြီးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာဆလပီတင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းနမောင်းမြို့နယ်ရွာမုံလမ်းစုံမှာစစ်ကောင်စီကပေါ်တာဆွဲမှုများနေ့စဉ်လှုပ်ဆောင်နေပြီးတော့တပ်ကြီးပိုင်းအမျိုးသားတွေကိုပါဖမ်းဆီးနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးရမယ်နမောင်းမြို့နယ်ရွာမုံကျေးရွာမှာစစ်ကောင်စီတပ်ရင်းတစ်ခုရှိနေပြီးတော့အဲ့ဒီစစ်တပ်ကစစ်သားများဟာရွာမုံလမ်းစုံကိုအခြေပြုပြီးတော့၎င်း ကြေးရွာများအတွင်းကိုအရက်ဝက်များအိတ်ကြီးကားများနဲ့ဝင်ရောက်၍၎င်းလူငယ်များနဲ့တက်ကြီးပိုင်းများကိုပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗါးပေါ်တာဆွဲတာကလူငယ်တွေတည်းမဟုတ်ဘူးအသက်40ကျော်အသက်50ကျော်တွေကိုပါဖမ်းနေတာအခုဆိုရင်ရွာတွေမှာရှိတဲ့အသက်40ကျော်အသက်50ကျော်အမျိုးသားတွေတောင်မှအပြင်းကုန်မထွက်ရဲကြတော့ဘူး ပေါ်တာဆွဲရင်လေအရတကအန်စာတုံးကားတွေကိုအဓိကသုံးတယ်လို့ဒေသခံပြည်သူတွေကရှင်းပြထားပါတယ်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးမှုများကိုနမ်မောက်မြို့နယ်ညောင်အိုင်ကြားထူဘောအိုင်ပိတ်ချင်းတော်ဝါပန်စန်းကန်တရင်တော်မဲခင်ချောင်းပန်းတော်ချင်းပင်းမြို့ဟောင်းလက်ခုတ်ပင်ဆရံအိုင်ရွှေပန်းတော်ဒန်းနလုံးပင်ပောက်ကန်ကြောက်ခွတ်ထမ်းပင်ကို ဖတ်တော်ကန်ဆွဲမြောက်ပန်းတော်ချင်းကျေးရွာများမှာစိတ်ကောင်းစီကလှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။နတ်မောင်နဲ့ကြောက်ပရောင်းမိထီလာပုံမျိုးကိုချိတ်ဆက်ထားတဲ့ကားလမ်းမတစ်လျှောက်ကရွာတွေကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတာပါ။တောသူတောင်သားရိုးအားတဲ့သူတွေကြီးပဲမဲမဲမြင်အကြောက်တက်ကြတဲ့သူတွေဖြစ်လို့စစ်တပ်ကလမ်းမှာတွေ့ရလူကိုကားပေါ်တင်ပြီးတော့ဖမ်းခေါ်သွားတယ်။ စစ်သားဖြစ်နေစူဆောင်းတာမရတော့အသက်ကျော်နေတဲ့သူတွေကိုပါငွေနဲ့လိုက်ရွေးခိုင်းနေတယ်လို့ဖန်ဆီးခံရတဲ့သူတူဦးရဲ့မိတ်ဆွေတအုပ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီက AP လကစတင်ပြီးတော့စစ်မှုထမ်းတင်တဲ့အပတ်စဉ်များအတွက်လူငယ်များကိုနိုင်ငံတော်အလုံးမှာအရှိန်ဟုန်မြှင့်ပြီးတော့ဖန်ဆီးကတပ်သားတွေများအဖြစ်နဲ့စူဆောင်းနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ